တုံးမီဘေးဒုက္ခသည်တွေကိုလူလန်းခဲ့ကြတဲ့ကိုရီးယားနာမည်ကြီးအနုပညာရှင်များ ထိတ်တန်းကျေဝင်နေရကိုရီးယားနိုင်ငံရုံနံဒေါမီဘေဒုက္ခတွေနဲ့မိသားသမားတွေကိုပံ့ပိုးကူညီမှုလုပ်ခဲ့တဲ့အပြင်ပုံမကောင်းမလာစေဖို့ရည်ရွယ်ချက်ပြီးတော့ရဲရဲရောကိုဒီရည်ရွယ်ချက်နဲ့လှူဒန်းခဲ့ကြတာလည်းဖြစ်ပါတယ်။ဒေါမီ9ရက်စတိုက်လောင်ကျွမ်းနေတာကြောင့်ကိုရီးယားအနုပညာရှင်တွေဖြစ်တဲ့ IU စူစီနဲ့ Hechen Badbo Yang Lee Harry တို့အပါအဝင်တခြားကျေဝင်တွေကဘေဒုက္ခတွေအတွက်ပြီးတော့မိသားသမားတွေအတွက်ကိုလှူဒန်းခဲ့ကြပါတယ်။ IU ကတော့မိမိဒုက္ခသည်တွေအတွက်ဝန်တန်းတရာလူနန်းခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရတဲ့သူတွေကိုအကူအညီပေးဖို့နဲ့အလေးနက်ထားပြီးတော့ဝန်ထဲချောင်းပေးဖို့ပြီးတော့စူတောင်းစကားပြောခဲ့ပါတယ်။နောက်ထပ်စူစီကတော့ဒေါမီလောင်ကျွမ်းမှုအများဆုံးနဲ့ငိမ့်ဖို့အတွက်ကိုထိခိုက်ခံစားရတဲ့သူတွေအမြန်ဆုံးပြန်လည်ပြီးတော့ခေါင်းမော်လာစေဖို့အတွက်ဝန်တန်းတရာလူနန်းခဲ့ရလဲဖြစ်ပါတယ်။ပန်ပိုးရန်ရောက်ဆိုရင်လေမိသားသမားတွေအတွက်ပန်ပိုးကူညီမှုနဲ့အသီးအမှတ်ပြု ခေါင်းပုံပြီးတော့ဒုတက်စီဖို့အတွက်ဝန်တန်း90လှူဒန်းခဲ့ပြီးတော့တဘောဝဘေးအန္တရာယ်အတွင်းမှာ ရှေ့တန်းနေပြီးတော့လုံဆောင်နေကြတဲ့သူတွေကို အမြဲတမ်းကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။မင်းသမီးလီဟေရီကလည်းဝန်တန်း90လှူဒန်းခဲ့တယ်လို့သိရပါတယ်ရှင်။